to see that appealing မဟုတ်ဒီကပါကလေးစားဖို့ပို့ဖို့ကြိုးစား MYANFER ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီတစ်ခေါက် reaction လုပ်ပြီးမဲ့ video file လေးကတော့ဒီလက်တော်မှာ trend ဖြစ်နေတယ်ပေါ့နော် Facebook ရော TikTok မှာပါ trend ဖြစ်နေတယ်ဒီကျွန်တော်တို့စင်ကာပူနိုင်ငံရဲ့ယထားပေါ်မှာပေါ့နော်ဒီခပိုင်နိုင်နေတဲ့အထားပါတော့ခပိုင်နိုင်နေတဲ့ဒီမြန်မာစုံတွဲပဲထားပါတော့နော်ဒါခပိုင်ပဲနိုင်တာပေါ့နော်နိုင်တော့တော့နိုင်တာပဲပေါ့နော် ခပိုက်ပြထားပါတော့ဒီခပိုက်လိုက်နေတဲ့ဒီမြန်မာစုံတွဲရဲ့ဗီဒီယိုဖိုင်ကတော်တော်လေးကိုမှထရန့်ဖြစ်နေတယ်ပေါ့နော်ဒီလူမှုကွန်ရက်မှာလည်းတော်တော်လေးကိုပြန့်နှံ့ပြီးတော့မှလူပြောများနေတဲ့ဗီဒီယိုဖိုင်နဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ရဲ့ဒီ TikTok အဲ platform မှာပေါ့နော်ဒီကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတချို့ကတော့ဝေဖန်ချက်တွေပေးထားတယ်ပေါ့နော်အဲ့ဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဒီ ဒီဝေဖန်ချက်တွေကိုကျွန်တော်မပြပြီပေါ့เนาะကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့ဘူးเนาะကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်เนาะပထမအဦးဆုံးအနေနဲ့ဝေဖန်ထောက်ပြပေးတဲ့အဲအကူကတော့ဒီကိုကြည်ထွန်းဆန်ဆိုတဲ့ TikTok အကောင့်က brother တယောက်ပဲဖြစ်ပါတယ်ခင်ဗျသူရဲ့ဝေဖန်ချက်လေးကိုကျွန်တော်တို့အတူတူကြည့်ဆုလိုက်ရအောင်เนาะရထားပေါ်မှာနှိုက်နေတဲ့ဇုံတဲ့ဒရက်အကြောင်းကျွန်တော်ပြောပြပေးမယ်။ဒါကျွန်တော်လည်းတုံတောင်ဆုံးကျွန်တော်ကမ္ဘာသတင်းတွေပဲနိုင်ငံရေးသတင်းတွေပေါ့ကမ္ဘာနိုင်ငံရေးသတင်းတွေပဲကျွန်တော်ပြောတာ ဒါပေမဲ့ဒီဟာတော်တော်ကိုဆိုးရွားတဲ့အရာမျိုးလို့ကျွန်တော်လည်းပြောတာဗျဒါတချို့ကတော့ပြောတော့မြန်မာအတွဲလို့ပြောကြတယ်ဟုတ်ရှင်လည်းဟုတ်မှာပေါ့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့မန်နေမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျအင်ဒိုနီးရှားအမျိုးသမီးတယောက်ကတင်ထားတိကျရင်တော့လမ်းအောင်မှာရိုက်ပြီးရှာကြည့်လိုက် Happy Sunday Singapore ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပေါ့အဲ့ဒါဆိုတော့အတွေ့လိမ့်မယ်မြန်မာကတော့မြန်မာနေကြတယ်သူကတော့မြန်မာဖြစ်လောက်တယ်မြန်မာဖြစ်ဖို့များတယ်အဲမြန်မာကတော့အင်းကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဝိနေကြပုံစံမျိုးအင်းကြီးအကြပါဗျာ ဩအဲအချားကွက်နဲ့နောက်ကနေပြီးတော့မှအအမျိုးသမီးကိုဖတ်ထားတယ်ရထားပေါ်မှာထိုင်ကုန်မှာမဟုတ်ဗျအလူစင်းနဲ့အပဝနားလေးကတိုက်မှာကျွန်တော်မြန်မာနိုင်ငံရထားပုံစံမျိုးပါပဲဩလူစင်းနဲ့ရထားတိုက်မှာမတည့်ရဟိုးမှာတော့အတိုးအတွက်ဒရက်ရှိတယ်တိုးရအတွက်ဒရက်ရှိတယ်အာဒီဘက်ကတိုးရတိုးရတိုးရအမျိုးသမီးကတော့အမတ်တမတ်တော့ကြိလိုက်သေးတယ်ဗျာဒါသူတို့လည်းဟိုသူတို့တော့ရှက်သွားတယ်တင်တယ်တိုးရတောင်ရှက်ရတဲ့အတိဖြစ်ရသူတို့လုံးပုံလုံးနေရလေ ော်တော်ကိုစိုးတယ်ဗျာတော်တော်ကိုစိုးတယ်ရိုက်ချကြည့်လိုက် Happy Sunday Singapore လို့လိုက်ချရိုက်ချကြည့်လိုက်အဲ့ကောင်မလေးကမြန်မာနဲ့အရှေ့ကနေပြီးတော့မှလွယ်အိတ်ကိုသူကအဲတောဘွေကတော့တောဘွေကိုအရှေ့မှာလွယ်တာတောဘွေကတေးတော့ဗျာဟောတိတာတော့အောက်ကစကတ်အတူနဲ့အဲနောက်ကမြို့သားတော့အသက်တော့ကြီးလောက်ပြီဗျာတချို့မန်းနေမှာရေးတာတော့ကျွန်တော်တွေ့တယ်အာကျမတို့ရွာကတွေပါရေးတာတွေ့တယ်ဗျာဒီလူကအာမြန်မာနိုင်ငံမှာလည်း ်ဟောတာကြီးမယားကြီးရှိတယ်လို့ပြောတယ်အာရေးတာအတွေ့ဒါကျွန်တော်လည်းအတိအကျမသိဘူးเนาะအတိအကျတော့မသိဒါပေမဲ့မြန်မာဖြစ်ဖို့တော့များတယ်မြန်မာဆိုရင်တော့တော်တော်တိတ်ခါကြတယ်ဗျဟောအနောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာနောက်ကိုနှိုက်တာမဟုတ်တော့အရှိလက်ကိုအရှိကြော်ပြီးတော့မှကျွန်တော်တရုတ်ဆောင်မတရုတ်မဆောင်တဘူးတော်ကြည့်ရပါဟော Happy Sunday Singapore ဆိုပြီးမှညပ်ပြီးတော့ရှာကြည့်လိုက်အရှိကိုကြော်ပြီးတော့နှိုက်တာဗျတော်တော်ကိုရုပ်ရက်ဆင်းပြနေတယ်ကျွန်တော်တော်မြင်လာတော့ဒီအတွေ့အတော်တော်ကိုဟိုဟာဖြစ်နေတယ်ထင်သလားအာ တဲကိုကန်နေပါလေလဲရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်အလုတ်သွားနေရင်းနဲ့လားအလုတ်ပြန်နေရင်းလားမပြောတတ်ဘူးအရှိအမင်းကလေးကလည်းပထမညင်ရင်နောက်ပိုင်းတော့တကြီးတားနဲ့ကြီးတော်တော်ကိုအဲအရှက်မရှိလို့ပြောရမှာပေါ့ဗျာတော်တော်တော်ကျွန်တော်မြန်မာတွေဆိုလို့ရှိရင်တော့ကျွန်တော်အော်ပြောချင်တယ်တော်တော်ကိုတိတ်ခါကြပါတယ်လို့တင်ကန်းသာယူဖို့တော့ကျွန်တော်ပြောပေးတာပါအော်အဲ့ဒါကြည့်မယ်ဆိုရင်တော့သွားပြီး Happy Sunday Singapore ဆိုပြီးရိုက်ချကြည့်လိုက် အင်ဒိုမျိုးသမီးတင်ထားတဲ့အရာဖြစ်တယ်ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာသူမန်တော်ပိတ်ထားသူတော်တင်တဲ့လူတော်ရှက်လို့လားမသိဘူးမန်တော်ပိတ်ထားအခုတော့ပြန်ဖို့မဝင်တော့မသိဘူးပေါ့ကြည့်လိုက်ပါလို့ကျွန်တော်အဲ့ဒါလေးလာပြောပြပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ဟောနိုင်ငံရေးโอเคဒါကတော့ဒီအဲ TikTok ကနေပြီးတော့မှကိုကြည်သာထွန်းဆိုတဲ့အကိုတယောက်ကနေပြီးတော့မှဒါဒီ ဒီခပိုင်နိုင်နေတယ်ဒီစုံတွဲကိုဝေဖန်ထောက်ပြတာပဲဖြစ်ဖြစ်ပါလေဖြစ်တယ်နော်အဲနောက်တစ်ယောက်အနေနဲ့ကတော့ဒီမှာမိန်းကလေးတစ်ယောက်음ဝေဖန်ထောက်ပြထားတယ်ဗီဒီယိုဖိုင်လေးရှိတယ်နော်ထပ်ကြည့်လိုက်အောင်နော်အဲစင်ကာပူ MRD ရထားပေါ်မှာဖင်လိုက်တဲ့မြန်မာတွေ့တယ်အဲ့ဗီဒီယိုကြည့်ပြီးအခုအဲ့ရနိုးလာတော့ Facebook ဖွင့်လိုက်တော့ဟဲ့သတင်းမြင်ပြီးတော့စွန့်အာပါအင်းအဲ့သူတို့တက်လာတဲ့ ဗီဒီယိုရဲ့နောက်မှာ CCTV ပါဒီရထားပေါ်မှာ CCTV ရှိရလို့လည်းရေးထားတယ်။ဆာမဖက်တတ်ဘူးလားမသိဘူး။อืมမြန်မာနဲ့ရောမြန်မာဆုံးတွဲယောက်ျားလေးရဲ့နောက်ကမိန်းကလေးရရှိရအဲ့တော့ယောက်ျားလေးရဲ့နောက်ကနေပြီးတော့ကောင်မလေးရဲ့စကတ်ထဲကိုကောင်မလေးရဲ့စကတ်ကိုရှေ့ကိုနိုင်อืมပြီးမှလည်းနိုင်ငံသားတွေရှိတယ်။နိုင်ငံပတ်ဥစားပတ်ပြီးအချက်ခွင်းနေတယ်လို့ပဲ။ နောက်ပြီးတော့ပို့ထူးဆန်းလာတာလေအဲ့လိုမျိုးဖေအဲ့လိုဆွဲနေနေနဲ့ရှားကြည့်တာမဟုတ်တော့ဆွဲနေနေနဲ့နောက်ထပ်တဲ့တင်ထက်တက်လာအင်းအနောက်ကနေဖိနေတဲ့ကောင်ရတယ်မြန်မာနိုင်ငံမှာတယ်မိမနဲ့ကလေးနဲ့ရှိရတယ်ဟုတ်ဒီစင်ကာပူရောက်ဖို့တော့မှာပဲတယ်မိမနဲ့မိမရဲ့အမျိုးမိမနဲ့သူ့ရဲ့အမျိုးတွေကဝိုင်းပြီးပန်ပိုးပြီးတယ်လို့စင်ကာပူရောက်သွားရောက်လာတာမသာသေးဘူးမယ်အငငယ်နောင်ထားမြန်မာမှာပဲအငငယ်နောင်ထားပြီးတော့ ပြီးတော့လာ holiday တူတူဖြစ်သွားတာပေါ့အကျွေးကြီးတော့မကြည့်သေးအဲ့မှာမကြည့်တော့ဘယ်လိုညတွေ့အော်တော့မှာဗာဒင်ညတွေ့နေကြအောင်မသိရထားပေါ်ကြီးမှလည်းမရှက်ယူသူမရှက်မြင်သူရှက်သွားတာပဲအိမ်မှာလည်းမသိအဲ့မှာဦးစားအကျွေးတော့နဲ့အကျွေးတော့နဲ့ပို့ကျင်လာတာอืมตุ้ยเค็มมาละมึงเค็มมาละไม่ยี้อ่ะไม่ยี้อ่ะตินละไอ้เนี่ยไอ้ก็มาละยตนาสาร တွဲရင်လည်းကြည်တွဲနင်တွဲနေရကောင်ရတဲ့အိမ်အောင်တဲ့ငါညမရဲ့ယောက်ျားရတဲ့ဒီစင်ကဘူးရောက်တော့ငါတို့ကပန်ဖို့ပြီးပို့ပေးလိုက်တာအကျွေးတော်မှာသုံးမုံသုံးမုံတပုံတော့မကြည်သေးဘူးတဲ့ရထားပေါ်မှာလည်းဖင်းလိုက်သေးတယ်ဖင်းလိုက်ခံတဲ့ယောက်ျားလည်းအဲ့လိုဒေးအီမပြောနဲ့လေနိုင်တဲ့ချက်ကူလီရတယ်ချက်ကူလီရတယ်တမန်ချက်ကူလီရတယ်ရထားပေါ်တော့မချောင်ဘူး อืมหลุดออกมาဖြစ်နေအောင်ดิသူတို့နေအောင်သူတို့နေအောင်ကြောင်းတော့နိုင်ငံတော့တိတ်ခါကြမြန်မာမြန်မာတိတ်ခါကြမြန်မာတိတ်ခါကြအော်သူတို့လို့ပေါ့ရွှေစာကောင်းတယ်နော်ဟုတ်ပြီဒါတော့ဒီအမိုင်ကလည်းပြီးတော့မှဒါသူ့ရဲ့ထင်မြင်ချက်တွေနဲ့ဝေဖန်ချက်တွေကိုပြီးသွားတာဖြစ်တယ်နော်โอเคနောက်တစ်ယောက်ကတော့ဘယ်လိုမျိုးဝေဖန်ထားလဲဆိုတာရောအတူတူဆက်ကြည့်လိုက်အောင်နော်ဆက်ဆက်စီစီ မပြောရမနေကားပေါ်မှာခပိုင်နိုင်နေတဲ့အမျိုးသမီးကြီးနေတယ်။မင်းကတက်လာနိုင်ခံနေတဲ့အမျိုးသမီးပေါ့။တက်လာတော့ကြည့်ပြီးတော့တိုင်းမဲထားလိုက်တော့။ဟမ်။ကိုစစ်သားပေါ်မှာခပိုင်နိုင်နေတဲ့အတွေ့လေ။ကြည့်ပြီးကြည့်ပြီးသွားကြတာမင်းဒါပေမဲ့ဗီဒီယိုကတော့ပြန်ဖြတ်သွားပြီထင်တယ်။အဲ့တင်တဲ့သူကလေ။ ကျွန်မကျွန်မရဲ့ Facebook account မှာ share လိုက်သေးတယ်။ share ပြီးတော့ကျွန်မဖြတ်လိုက်တာမသိဘူးရှိတော့ခုနကပိုင်း view မတက်လာတော့ဘူး။တချို့ကဓာတ်ပုံတွေ subscribe လိုက်တာဓာတ်ပုံတွေတွေတက်လာ။ view တော့ရှိသေးလားမရှိသေးလားမသိဘူး။ကိုယ့်ရဲ့ follower လေးတွေ share ရှိလိုက်နော် TikTok မှာ။ခပိုင်းနိုင်ရလေ။ comment နဲ့ account နဲ့ကျေးဇူးပေါ်ပြီမလူတွေလည်းပါနေတာဟုတ်။အဲမတက်ကြီးရပြီးတော့ပထမအောင် share ရတဲ့ comment လေးကစာနဲ့မြန်မာလေးပေါ့။ မြန်မာလူမျိုးတွေပါညာဆိုပြီးတော့အင်းလုံနေရဲ့ကောင်ကကလေးနှစ်ယောက်တောင်ရှိတယ်မြန်မာပြည်မှာဆိုအဲ့လိုတော့ဒီကောင်ဘာလုံနေရလဲပေါ့ကြည်နေရတိလားอืม Okay ဒါတော့အဲလက်တလုံးမှာကျွန်တော်ဒီတွေ့စီရတလောက်ပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတချို့ကနေပြီးတော့မှဒီရတားပေါ်မှာဒီခပိုင်နိုင်နေတဲ့စုံတွေကိုဝေဖန်ထောက်ပြပေးတာလည်းဖြစ်ပါတယ်ပေါ့နော်ဒီသူရဲ့ဒီနိုင်နေတဲ့កောင်းလေးကလည်းပဲသူ့မှာမိန်းမလည်းရှိတယ် ကလေးလေးရှိတယ်ပေါ့နော်ဒါပေမဲ့သူရဲ့မိမရဲ့ဒီယောက်မပချံကအကူညီနဲ့ဒီစင်ကာပူမှာအလုပ်လက်လုပ်တယ်ပြီးတော့မှအဲဘယ်လိုပြောမလဲမြင်ငယ်ထားတဲ့အနေထားတော့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့သူတို့ထားတဲ့ပုံစံကြီးဟာဒီနိုင်ငံကြော်တဲ့အထီကိုလုံးဝကိုအဲဖောက်ပြန်တဲ့ဇလံကလုံးဝကိုလူသိစင်ကြဖြစ်သွားတာမှာတော်တော်လေးကိုဟိုးလေးတချို့ချို့ဖြစ်သွားတယ်ပေါ့နော်โอเคဒါကတော့ဒီကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကိုလုံးဝယူတိတ်ခကြစီတဲ့အကြောင်းအရာကြီးဖြစ်စီခဲ့တယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ဒီတခြားဒီလူတွေလည်းအဲ့လိုမျိုးထပ်ပြီးတော့မှ public နေရာတွေမှာအဲအဲ့လိုမျိုးမဖြစ်ဖို့အတွက်ဒီဂရုစိုက်ကြပါတော့သူများနိုင်ငံမှာနေရတယ်ဆိုတာကလည်းလို့ပါထိမ့်နေတိတ်တိတ်လို့နေကြပါတော့เนาะโอเคဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်စုပေးကြတဲ့အတွက်အားလုံးကိုအဲကျေးဇူးပါခင်ဗျာ